လူအများကြားမှာအရှက်ရအောင်ပြောခဲ့တဲ့ဖာစီကိုသဘောထားကြည့်တဲ့အပြုမူနဲ့ဆက်ဆံလာခဲ့တဲ့ထထထွန်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Selly Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။တက်တထွန်းကတော့မင်းသမီးတလက်ဖြစ်ပေမဲ့အမြဲတမ်းပုံမှန်လေးလေးဆက်ဆံတတ်သလိုမာနလည်းမကြီးပါဘူး။အနုပညာလောကမှာပြဿနာကင်းကင်းနေထိုင်ပေမဲ့လည်းအနုပညာရှင်တွေထဲမှာမုန်းစရာကောင်းတဲ့မင်းသမီးတယောက်အဖြစ်ကိုအတိအမှတ်ပြုခံနေရတာဖြစ်ပါရစေ။ပြီးခဲ့တဲ့ရက်တုန်းကဆိုရင်တော့ LGBT အစီအစဉ်တစ်ခုမှာဖာစီယာတက်တထွန်းအကြောင်းကို ပြောခဲ့တာပါ။အစီအစဉ်မှာမိကုန်း ရတဲ့အစီအစဉ်ပါနေခဲ့တာဖြစ်တဲ့ဖာစီယိုအစီအစဉ်ဘက်ကနေပြီးတော့မင်းသမီးတွေထဲမှာဘယ်မင်းသမီးကမုန်းစရာအကောင်းဆုံးလဲဆိုပြီးတော့မေးခဲ့တာပါဒီမေးခွန်းကိုဖာစီဘက်ကလည်းစဉ်းစားစရာမလိုပဲဖြေခဲ့တာ ဖြစ်ပါတယ်ဖာစီကထထထုံးကသူ့အထွတ်တော့အမုန်းဆုံးမင်းသမီးလို့ဖြေခဲ့တာပါ ဖြေခဲ့တာကလည်းနမည်ကြီးတဲ့ LGBT အတိုင်းဝိုင်းကြားထဲမှာ ဖြေခဲ့တာဖြစ်ပါတယ်ဒါအပြင်အဲ့ဒီဗီဒီယိုအပိုင်းစာလေးကို social media မှာတင်လိုက်တဲ့အတွက်ဝဝကွဲကိုပေါက်သွားခဲ့တာပါထထထုံးနဲ့ဖာစီက ကြားမှာပွဲကြီးပွဲကောင်းဖြစ်မယ်လို့ထင်တာကြောင့်ပါဖစီရမုံစီရအကောင်းဆုံးမင်းသမီးလို့ဖြေတဲ့အပေါ်မှာပရိသတ်တရားလဲထောက်ခံနေကြတာပါအားလုံးကလည်းဟုတ်တယ်မုံစီရအကောင်းဆုံးမင်းသမီးဆိုပြီးတော့တက်ညီလက်ညီနဲ့ကိုလိုက်ဖက်နေကြတာပါဖစီရထထထုံးကိုမုံဟတဲ့အကြောင်းရင်းက over item ចောင်းလို့ဖြေထားတာပါပရိသတ်တရားလဲသူမရဲ့ item တွေက over item တွေဖြစ်တယ်လို့ယူဆကြတာဖြစ်ပါတယ်ဒါကြောင့်မို့အားလုံးကတညီတညွတ်ထဲလိုက်ပြီးတော့အတန်ရောက်လိုက်နေကြတာပါတတချုံကတော့ဖဆီရဲ့အဖြစ်တစ်ခုကြောင့် social media မှာအဆက်ထွက်ဝက်ခွဲခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့တတချုံဘက်ကနေဒီကိစ္စအတွက်ဘာမှဝင်ပြောမလာခဲ့ပါဘူးတကယ်တော့ဒီအစီအစဉ်ကိုမထုံလွင့်ခင်ကလေးကဖဆီကတတချုံစီကိုဖုန်းဆက်ထားပြီးသားပါသူအနေနဲ့အစီအစဉ်မှာအခု လို့ဖြေလိုက်ပြီဆိုပြီးတော့ထုတ်ပြောထားခဲ့တာပါထထထွန်းဘက်ကစိတ်ဆိုးဒေါသထွက်တာမျိုးလည်းမရှိပဲဘာမှမဖြစ်ဘူးလို့ဖြေခဲ့တာပါ သူအနေနဲ့စိတ်ဆိုးစရာလည်းမရှိပဲဖြည့်ပေးတာတော့ကျေးဇူးတင်တော်လို့ဆိုခဲ့ပါတယ်။အကြောင်းရင်းကတော့သူ့နာမည်ကိုဖန်ဆီရမှတ်မိပြီးတော့ဖြည့်ပေးတာကြောင့်မှမင်းသမီးတွေအများကြီးထဲမှာမှထထထုံကသူ့ရဲ့ identity ကိုဆွဆွမမဖြစ်နေတာကလည်းထူးခြားချက်တစ်ခုဆိုပြီးတော့ပြောထားတာဖြစ်တယ်။ထထထုံရဲ့တုံးပြန်တဲ့စကားလုံးတွေကြောင့်ဖန်ဆီလည်းစိတ်ပေါ်ပါသွားခဲ့ပါတယ်။ဒါကြောင့်မို့လဲအစီအစဉ်ထုံးလင်းတဲ့အချိန်မှာထထထုံကပြဿနာရှာတာမျိုးမရှိခဲ့တာပါ။ဖန်ဆီဘက်ကလည်းသူ့အနေနဲ့ထထထုံရဲ့ identity မကောင်းလို့ပြောမိတာကသ မီးစိုးဇလန်းတွဲကြောင့်သာဆိုပြီးတော့ရှင်းပြထားတာပါ။သမီးစိုးဇလန်းတွဲထဲမှာထထထုံရဲ့ identity က over ဖြစ်တယ်လို့ပြောတဲ့သူကများပါတယ်။ဒါအပြင်ဇလန်းတွဲထဲကဇက်ကောင်ကလည်း feeling ဖြစ်တဲ့အပြင်မုံစီယာကောင်းနေခဲ့တာပါဒါကြောင့်မို့ထထထုံဆိုရင်သမီးစိုးနဲ့အတွဲမြင်ပြီးတော့မုံမိကြတာဖြစ်ပါတယ်သမီးစိုးဇလန်းတွဲကြောင့်ထထထုံကို tyron ဆိုရင်လည်းမုံနေဆိုပြီးတော့ဖွင့်ဟပြောထားပါတယ် တိုင်ရွန်ကဇလန်တွေထဲမှာအတူတူတွဲဖက်သရုပ်ဆောင်ထားခဲ့တာပါရှူတမဆိုရင်လည်းထထထုံရဲ့ item ကိုကြည့်ပြီးတော့တိုင်ရွန်ကစိတ်ပေါက်နေခဲ့ရတာပါထထထုံကသူ့ကိုအခုလို item မကောင်းဘူးဘုံစရာကောင်းတယ်လို့ပြောခင်ရလဲစိတ်ဆိုးဒေါသထွက်တာမျိုးမရှိပါဘူးဒီလိုအချက်တွေကြောင့်ပဲထထထုံကအနုပညာလောကမှာမတည့်တဲ့သူမရှိပဲဖြစ်နေတာပါထထထုံရဲ့စိတ်ထဲအပေါ်မှာပရိသတ်တို့ရဲ့မြင်လေးပြပြပေးပါအောင်စုံတီချုပ်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်